အနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအနေနဲ့အတိမတ်ပြုလိုက်ရင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုပြစ်ပယ်လိုက်တာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအောက်တိုဘာလ28ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။စီအိုစုကကျင်းပဖို့ကြိုးပမ်းနေတဲ့ရွေးကောက်ပွဲဟာနိုင်ငံရဲ့သုံးပုံတပုံလောက်မှသာကျင်းပနိုင်မှာဖြစ်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်ပြီးဒီမိုကရေစီစံနှုန်းတွေနဲ့မကိုက်ညီတဲ့အတွက် NLD အနေနဲ့လက်မခံသလိုအတိအမှတ်မပြုဘဲပူးပေါင်းမှာမဟုတ်ဘူးလို့ထုတ်ပြန်ထားတာပါ။ ဒါ့ပြင်2020ခုနှစ်နိုဝင်ဘာလရွေးကောက်ပွဲဟာတရားဝင်ပြီးပြည်သူ့ဆန္ဒကိုထင်ဟပ်တော်ရလက်ဖြစ်ကြောင်းနဲ့အဲ့ဒီရွေးကောက်ပွဲရလက်ဟာနိုင်ငံတကာအစ်စ်မှာပါအတိအမှတ်ပြုခံရပြီးဖြစ်ကြောင်း NLD ကဆိုပါတယ်ဒါပြင်မြန်မာပြည်သူတွေရဲ့ဆန္ဒကိုပြစ်ပယ်လိုက်ခြင်းဖြစ်တယ်လို့ NLD ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ဒါကြောင့်နိုင်ငံတကာအနေနဲ့ဆေးအုပ်စုရဲ့အတုရောင်ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့၊ဤပညာငွေကြေးအထောက်ပံ့မပေးဖို့၊ရွေးကောက်ပွဲလေးလာသူတွေမဆေးလို့ဖို့ ရွေးကောက်ပွဲရလက်အရပေါ်ပေါက်လာတဲ့အစုအဖွဲ့နဲ့မပူပေါင်းဖို့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလှုပ်ပေးရေးကြိုးပမ်းပေးဖို့နိုင်ငံတကာကိုထုတ်ပြန်တောင်းဆိုထားပါတယ်ရှင်။